အလုံးကအင်အားမင်းသက်သွားစေမယ့်ရှမ်းဝင်းစုံလေးကိုချပြလာတဲ့ JK Sophia ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ဒီနေ့မှာတော့အလားပါကိုမြန်လို့တဲ့ပရိသတ်တွေကြားမှာရောဆိုရှယ်မီဒီယာပေါ်မှာအငင်းပွားဝင်ရအကြောင်းအရာတခုအဖြစ်နဲ့ပြောဆိုဝေဖန်နေကြတဲ့ Miss Grand မြန်မာ2025အလားမဲ့ JK Sophia ရဲ့ National Costume အမျိုးသားဝတ်စုံအကြောင်းကိုတင်ဆက်ပေးမှာပါ Miss Grand International ပြိုင်ပွဲကြီးရဲ့အထင်ကြီးပြိုင်ပွဲတခုဖြစ်တဲ့ National Costume ပြိုင်ပွဲကြီးမှာကျမတို့ရဲ့မြန်မာကိုစားပြုအလားမဲ့ JK Sophia က 现在答应他会送你呢？把微信别给忘了。 ဒါပေမဲ့ပွဲပြီးသွားတဲ့အခါမှာတော့ဝေဖန်သံတွေတော်တော်လေးထွက်ပေါ်လာခဲ့ပါတယ်။အထူးသဖြင့်မနီကမစ်ဂရန်မြန်မာသဲဆူညရဲ့ဘန်ထရာမြန်မာဝစ်ဆောင်ကအောင်မြင်မှုအကြီးကျယ်ရခဲ့ရကြောင်းဒီနှစ်ဝစ်ဆောင်အပေါ်မှာနိုင်ရှင်မှုတွေနဲ့အတူအားမလို့အားမရဖြစ်နေခဲ့တာဖြစ်ပါတယ်။တချို့တွေကတော့တောင်ပြုံးတဲ့ပွဲကနှစ်ဝစ်ဆောင်နဲ့တူတဲ့မောင်ရှင်လောင်းဝစ်ဆောင်လိုလိုဖြစ်နေရလို့ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုကြသလိုတခြားနိုင်ငံတွေရဲ့အတောင်ပံအကြီးကြီးတွေမိတွေတလလနဲ့ခန်းထားတဲ့ဝစ်ဆောင်တွေကြားမှာကျမတို့မြန်မာဝစ် းဆောင်လေးကအမေးမိနေတာလို့တော့သုံးသပ်ကြပါတယ်။ဒါပေမဲ့ပြည်သက်ကြီးအဲ့ဒီဝေဖန်မှုတွေရဲ့နောက်ွယ်ကတကယ်အမှန်တရားကိုသိလိုက်တဲ့အခါမှာဂျေဂေဆိုဖီယာရဲ့ရွေးချယ်မှုကဘလောက်တောင်ထက်မြက်ပြီးတော့လေးနက်တဲ့အထိပ္ပယ်ရှိလဲဆိုတာကိုအားလုံးကအင်အားသင့်သွားရမှာပါ။တကယ်တော့ဂျေဂေဆိုဖီယာဟာဝိဆင်ခဲ့တဲ့ဝိဆောင်ကတာမန်ရှမ်းဝိဆောင်တစ်ခုမဟုတ်ဘဲကျိုင်းတုံမျိုးရဲ့ကိုလိုနီခေတ်ဂုံရှမ်းမဟာဒေဝီများဝိဆင်ခဲ့တဲ့ တမိုင်းဝင်ခေမာတိုင်းမဟာဒေဝီဝစ်ဆောင်ကိုအခြေခံပြီးတော့ဖန်တီးထားတာဖြစ်ပါတယ်။ဒါဟာတမိုင်းရဲ့အစာမျက်နှာတွေတဲကပြန်လည်အသက်ဝင်လာတဲ့ဝစ်ဆောင်တစ်ခုပါ။ဒီဝန်ဆောင်ကိုဖန်တီးတင်ဆက်ရတဲ့အဓိကရည်ရွယ်ချက်ကတော့အလားပါကိုပြသဖို့တခုတည်းအတွက်မဟုတ်ပါဘူး။ဒါဟာနိုင်ငံရေးနဲ့သမိုင်းအတိတ်ပဲအပြည့်ပါတဲ့အမျိုးသားရေးလှုပ်ရှားမှုတခုလည်းဖြစ်ပါတယ်။ဂုံရှမ်းလူမျိုးဆိုတာပြည်ထောင်စုတမရမြန်မာနိုင်ငံတော်ရဲ့တည်ယဝင်အသီးအမှတ်ပြုတိုင်းရင်းသားဖြစ်ပြီးတော့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာအများဆုံးနေထိုင်ကြပါတယ်။ ဒါပေမဲ့သူတို့ရဲ့ယဉ်ကျေးမှုနဲ့ဘာသာစကားကအိန္ဒိချင်းထိုင်းနိုင်ငံမြောက်ပိုင်းကလူမျိုးတွေနဲ့ဆင်တူတာကိုအခွင့်အကောင်းယူပြီးတော့ထိုင်းအာဏာပိုင်တချို့ကဂုံရှမ်းတွေဟာသူတို့ရဲ့ကိုယ်ပိုင်လူမျိုးစုဖြစ်ကြောင်းကဘာကိုကြွေးကြော်ပြီးတော့မောင်းပိုင်စည်းဖို့စူးစမ်းနေပါတယ်။ဒီအခြေအနေမှာကျမတို့ရဲ့အလှမယ် JK Sophia က တကယ်ကိုချမ်းမြတ်တဲ့ beauty with brain အလှမယ်တယောက်ဆိုတာကိုသက်သေပြနေပါတယ်။သူမကထိုင်းနိုင်ငံကပိုင်ဆိုင်ပြီးတော့ထိုင်းနိုင်ငံမှာပဲအင်ရှင်ဖြစ်နေခြင်းပါနေတယ်။ Miss Grand International ပြိုင်ပွဲဆင်မြင့်ထက်ကြီးမှာထိုင်းတွေကိုပညာသားပတ်ပါနဲ့တံပြန်ထိုးစစ်ဆင်ခဲ့တာပါ။ သူမဟာဒီလိုမျိုးကုံရှမ်းမဟာဒေဝီဝိဇုံကိုဝိစင်ခြင်းအဖြစ်ကဘာပရိသတ်ကိုယုံထိုင်းလူမျိုးတွေကဘာကုံရှမ်းဆိုတာမြန်မာနိုင်ငံရဲ့တရားဝင်အသိမှတ်ပြုထားတဲ့တိုင်းရင်းသားလူမျိုးစုဖြစ်တဲ့ဘေးနိုင်ငံကမှအပိုင်စည်းလို့မရတဲ့ကျမတို့ရဲ့အမွေအနှစ်ဖြစ်တယ်ဆိုတာကိုအတီလင်းကြီးညာလိုက်တာပေါ့သူမရဲ့တင်ဆက်မှုကလည်းတကယ့်ကိုလေးစားစရာကောင်းပါတယ်။တခြားသူတွေလိုမျိုးအကြီးအကျယ်တွေအစားသူကတော့ကိုယ့်ရဲ့တိုင်းရင်းသားတွေရဲ့ ဂျိုးရှင်းပြီးတော့ကြက်တီရှိတဲ့ဝစ်စုံလေးကိုပဲရင်ဝေပိုက်ထားတဲ့ဝေဖလားလေးနဲ့အတူရင်းနှွှဲစွာတင်ဆက်ခဲ့ပါတယ်။ဒါဟာအလားပါထက်အတိတ်ဘယ်ကိုဦးစားပေးပြီးတော့ကိုယ့်နိုင်ငံရဲ့ဂုဏ်သိက္ခာကိုကာကွယ်သွားတဲ့လုပ်ရက်တစ်ခုပါပဲ။ဒီတော့အစာပိုင်းမှာအာမန်လွတ်ထင်ခဲ့ရတဲ့ဒီဝစ်စုံလေးဟာတကယ်တမ်းတော့အနန်ရှိုင်းဆုံးအတိတ်ဘယ်နဲ့အထက်မြတ်ဆုံးရည်ရွယ်ချက်ကိုတည်ဆောင်ထားတဲ့ဝစ်စုံတစ်ခု ဖြစ်နေတာကိုအားလုံးပဲအံ့အားသင့်စွာနဲ့သိရှိရပါတယ်။ ပရိသတ်ကြီးတို့ရောဒေဝိဆောင်ရဲ့နောက်ွယ်ကနန်းနေတဲ့အတိတ်ဘယ်ကိုတီပီးရဲ့နောက်မှာဂျေကေဆိုဘရာရဲ့ရိုးရဝိဆောင်အပေါ်မှာဘယ်လိုမြင်ကြပါသလဲ။ဒီမရဲ့အရည်ရွယ်ချက်ကိုရောလေးစားဂုဏ်ယူမိလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။